ဒီကနေ့နေ့လယ်တနင်္လာအချိန်ကဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဟရင်တစီကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ချနိုင်ခဲ့တယ်လို့မြေပြင်သတင်းကြီးမြစ်တွေထံကသိရပါတယ်။ဗမော်မှာထောက်ပို့တက်လာတဲ့စစ်ကောင်စီတပ်ကရဟရင်၃စီကိုတော်လိုင်းရေးတပ်တွေကပြစ်ခတ်တိုက်ခတ်ခဲ့တာ။အဲ့ဒီ၃စီတွေကတစီကတော့စင်ခန်းရွာဝင်းကျင်မှာကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီရဟယင်၃စီးဟာဗမော်မြို့စကခ21ကိုစစ်ကူပို့ရာကပြစ်ခတ်ခံရတာဖြစ်ပြီးတစီးဟာစင်ခန့်ရွာအနီးပြတ်ကျခဲ့ကဘီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ကြံရဟယင်နှစ်စီးတည်းကတစီးလဲထိမှန်ခဲ့တာကြောင့်ရွှေကူမြို့ကိုအရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်တစ်စီးကတော့မြေကြီးနားလေတပ်ကိုဆင်းသက်သွားခဲ့တယ်လို့မြေပြင်သတင်းတွေကပြောဆိုထားပါတယ်။လေရင်တစီးလုံးကဘာမှယူဆောင်ရှိတော့အကုန်ပြတ်ကုန်ပြီ။မလူတည်တဲ့ဟာတွေရော။ အကုန်လုံးခုလည်းမြည်လောင်နေတော့အဲ့မှာပုံတည်နေတာဟာလိုဒီကြီးပဲပါမချခက်ခက်မချခက်ယုံชีมัจจะเนี่ยเนี่ยเนี่ยอายุอายุตันตันโหว่าเปล่าโหจูเลียตันตันโหว่าทูดาเปียงซีเลยโดนน่ะตันเออตรงปุ้นปุ้นเปียงซีเลยโหมาโลจูเลียเนาะนี่มาอกงตรงนี้ ဘုံတော်လားအခုလောဘမမြုပ်ကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့ရဟန်းရင်နှစီကိုပြစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး KYI သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနတွေကိုအတည်ပြုပြောဆိုထားပါတယ်ဒီနေ့မွန်လဲတနိုင်အချိန်ဗမော်စကခဌာနချုပ်နာမှာသူတို့ရဟန့်ရင်၃စီးဆင်းနေအဲ့ဒီအချိန်က KYI နဲ့တပ်ပေါင်းစုတွေကဝိုင်းပစ်တဲ့အချိန်နဲ့စီးထိသွားတယ်။အဲ့ဒီတဲကတစည်းကရွှေကူမှာအေးပေါ်ဆင်းသက်သွားပြီးနောက်တစည်းကရွှေကူရောက်ဖို့၅မိုင်လောက်အကွာတောထဲမှာပြတ်ကြပြီးမိလောင်သွားခဲ့တယ်လို့သူကဆိုပါတယ်။ မော်မြို့မှာစစ်ကူလာတဲ့ရဟန်းရင်တွေကိုတော်လိုင်းရေးတပ်ပေါင်းစုတွေကပြစ်ချခဲ့တာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တဆုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အခုအခါဗမော်တိုက်ပွဲဟာ9လကြာမြင့်လာတဲ့အချိန်စစ်ကောင်စီရဲ့ခလာရ236အမြောက်တပ်ရင်း366တန်ကြက်ကတက်9314တင်ကားတက်9336နဲ့ကာကင်းစကန်တွေကိုတော်လိုင်းကြီးတက်တွေကတင်ပိုက်ထားနိုင်ခဲ့ပြီလို့သိရပါတယ်ခင်ဗျာ။အဲ့တော့တုံးပွင့်ပေါ်